ိုတာကိုရီးယားထဲကောင်းနေလို့လည်းမဖြစ်ပြန်အောင်နော်ကိုရီးယားထဲဥရကပွားကိုကောင်းနေလို့ဘယ်လိုရစားစရာတွေလိုချင်တယ်ကောင်းစားစရာကောင်းကောင်းလေးရချင်တယ်ကိုဘတာကိုတော့စားစရာကောင်းကောင်းအောင်ဖြစ်အောင်လုပ်လို့မရဘူးလေသူများနဲ့ပေါင်းရမှာကောင်းတဲ့သူနဲ့ပေါင်းရမှာအဲဝဇ္ဇရာကောင်းကောင်းလေး ကိုကျင်နေရှိကျင်နေကိုကကိုတော့အဝတ်ကဘယ်လိုဖြစ်မှာလဲအဲဒါအကောင်းဖြစ်တဲ့သူနဲ့ပေါင်းရမှာအဲ့ဒီသဘောတရားတစ်ခုအဲ့ဒါကိုဒီအကောင်းတွေနဲ့တပြောင်းနေဆိုတဲ့ကိစ္စမှာဒါကလည်းတွဲလေးရထည့်ရတော့မှာအဲကိုကောင်းရင်ကောင်းအမေကိုကိုဘာသာကိုကောင်းတယ်လုံနေလို့ အကောင်းဉာဏ်အကုန်လုံးဖြစ်လာတာမဟုတ်ပါဘူးတဲ့ဒါဆိုရင်ဘာပြောချင်တာလဲဆိုတော့အကောင်းဖြစ်ဖို့အတွက်ကိုယ်ဘက်က ကောင်းတာကိုယ်သာရွေးချယ်ပြီးတော့ကောင်းတာလုပ်ရသလိုအဲကိုယ်ဘက်ကကောင်းတာကို လုပ်ရသလို ကောင်းတာကိုရွေးချယ်နိုင်မှုလည်းလိုသေးတယ်နော်ကောင်းမကောင်းဆိုတာသတိထားပြီးရွေးချယ်အောင်မယ်။အဲရွေးချယ်တော့ကိုယ့်အတွက်ကောင်းစေမယ့်အရာ နော်ကိုယ်အတွက်ကောင်းတယ်မယ်ရာကောင်းကျိုးပေးမယ်ရာအကောင်းဖြစ်မှာကိုယ်သာရွေးချယ်ပါကောင်းကျိုးပေးမယ်ရာအကောင်းဖြစ်မယ်ရာကောင်းစီတဲ့အရာကိုယ်သာရွေးချယ်ပါဒါကလည်းဥပမာလေးအနေနဲ့ကြည့်ရင်လွယ်ပါတယ်နော်လူတွေဟာလူတွေဟာသမင်းစားကြတ ထမင်းစားတဲ့ဆိုတော့ထမင်းကအချက်မှာစားရတာ။ဘာဟုတ်ချက်လဲဆိုတော့ဆံဟုတ်ချက်ရတာ။နော်ဆံချိဟုတ်ကြလားလဲစဘာကနေလာတာ။စဘာကနေလာတာ။အဲဒါဆိုရင်စဘာကစားရသလားဆိုတော့ဟာစဘာကစားတော့ရတာဗောဒါပေမဲ့တိုက်ရိုက်စားလို့မရဘူး။တိုက်ဆိုင်မကောင်းဘူး။ ဘယ်တော့မှစားရလဲစမ်းပြစ်မှစားလို့ရစမ်းကြရလဲစမ်းကြီးပဲစားရရေနဲ့ထည့်ချက်နူးညံ့ပြီးကျက်သွားတော့မှစားရတဲ့အဲ့တော့အာဟာရပြစ်တော့မှသာဗိုက်တဲ့ထည့်ရတာနော်အဲ့မှာစဘာနဲ့ဆန်ကစဘာဆိုတာကအခွန်နဲ့အဲ့ဒါဆိုရင်စဘာလို့ခေါ်တယ် အခွန်ခွဲလိုက်တော့မှအဆန်ထွက်လာရင်ဒါကိုဆန်လို့ခေါ်တာအဲ့တော့အဒီအခွန်နဲ့အဆန်မှာအခွန်ကတော့ဘလို့မှစားလို့မရဘူးအဆန်ကစားမယ်အဆန်ကြတော့လည်းပဲစားလို့ကမဖြစ်သေးဘူးခန္ဓာကိုယ်နဲ့မတည့်သေးဘူးမသိမ့်လျော်သေးဘူးမကောင်းသေးဘူးအာဟာရမဖြစ်သေးဘူးမနှူးညံ့သေးဘူးအဲ့တော့ကောင်းမှသိမ့်တော်မှအာဟာရဖြစ်မှသာဗိုက်သေးကိုထဲကြပါအဲ့ဒီလိုထဲရကောင်းမှလည်းလူတိုင်းကြည့်တယ် ညဒီဥမာလေးအတိုင်းပဲကဲလူတယောက်ဟာနော်ကိုယ်နဲ့တယောက်နဲ့ဆုံပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကသူညာမှဘောင်းတော်မှသမင်းလူဖြစ်နေတော့မှအာဟာရဖြစ်တော့မှသာကိုကပေါင်းရတာအဲ့ဒီကောင်ကဘာမှလဲကိုယ့်အတွက်အသေးပဲမရှိဘူးအာကောင်းကျိုးမှလည်းမပေးဘူး ခုနပြောတာအဆင်မပြေဘူးဆိုရင်အဲ့ဒါကြတော့ကိုယ်ထဲကိုဆွဲထည့်လို့မရဘူးတဲ့နော်ဥပမာလေးပြန်စဉ်းစားကြည့်ထမင်းဆိုတာနုနုညံ့ညံ့ကောင်းကောင်းမွန်မွန်အာဟာရဖြစ်တော်မှသာဗိုက်ထဲထည့်ရတာဟိုစပါးလေးဆန်နေလို့အဲအဲ့ဒါလေးဗိုက်ထဲထည့်လို့မရသေးဘူး ာဟာရဖြစ်တော်မှသာဟောအာဟာရဖြစ်တော်မှသာဆိုတော့ဒိဗေကသဘောမပေါ်အောင်နောက်တစ်စကလုံးတစ်လုံးနဲ့ပြောင်းပြီးနားထောင်ကြည့်။ကောင်းကျိုးပေးတော်မှသာဗိုက်တဲ့ထဲရတာဆိုလိုတာလူတယောက်ကကိုယ်ကိုကောင်းကျိုးပေးတော်မှသာအဲ့လူကိုကောင်းမှာလို့ဒီလိုဒါကခုဥပမာလေးနဲ့အဲဂျုံတိုင်းစားရတယ်ဆိုတိုင်းစားရတာမဟုတ်ဘူးဆိုတဲ့အောက်ပြောချင်တာ။ လူတွေကပေါင်းရတယ်ဆိုတိုင်းပေါင်းလို့ရတာပေါင်းတင်တာမဟုတ်ဘူးဆိုတဲ့ဟာကိုဒီလိုပြောချင်တာเนาะဒီအတိပ္ပယ်နဲ့ဥပမာနဲ့ကဟိုအခုမှသုံးတာမလို့ဒါကြော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 မုံမမဖြစ်တာပေါ့ဆိုလိုတာလူတွေကတော့လူတိုင်းကတော့ပေါင်းရမှာကြီးပဲလို့ထင်ကြတယ်သူကမောင်းရမှာတော့ဟုတ်တာပေါ့တဲ့เนาะတဘာစရာစားမှာ ုတ်တာပဲတဲ့အဲဒီမဲ့စဘာကစားတာမဟုတ်တယ်လို့ပြောပေမဲ့ဒါမဟုတ်သေးဘူးလူတွေကပေါင်းသွားမှလို့ဆိုပေမဲ့အဲ့ဒါလည်းမဟုတ်သေးဘူးပေါင်းရတာတော့ဟုတ်တယ်မပေါင်းရနေဘာဖြစ်လဲစဘာကစားရင်ကိုနူးနူးညံ့ညံ့အာဟာရမဖြစ်သေးဘူးဒီတိုင်းပဲလူတွေကပေါင်းတဲ့ဆိုရင်အဲကိုနဲ့အရှင်ပြေပြီးနူးညံ့ချောမွေ့ပြီးတော့ကိုယ်အတွက်ကောင်းကျိုးမဖြစ်စေနိုင်သေးဘူးနော်လူတိုင်းကမဖြစ်စေနိုင်သေးဘူးဒီတော့ အဲ့ဒီစဘာကနေဆံဖြစ်ဆံကနေပြီးတော့အာဟာရဖြစ်လောက်တဲ့အခြေအနေရောက်တော့မှသာဘိုက်ထဲကိုဆွဲထည့်လိုက်ကြပါအဲဒါတင်ဘိုက်ထဲမှာသမင်းစားလိုက်ကြပါဒါဒါဒီတိုင်းမှာစားနေကြတာပဲဒီတိုင်းမှာလူတွေလည်းပဲနီးကမှနည်းနည်းကြည့်ကြည့်လိုက်အဲဟုတ်ပြီလူတိုင်းကတော့ပေါင်းရတာဟုတ်တယ်အဲပေါင်းရတိုင်းအဆင်မပြေသေးဘူးနော်အကျိုးရှိကြမှာလည်းရှိအောင်ပါ ခုနအာဟာရမဖြစ်သေးဘူးပေါ့။ကောင်းမျိုးမပေးသေးဘူး။အဲ့ဒါဆိုရင်ကိုယ်ထဲဆွဲထဲလို့မရသေးဘူးဒီလိုဆိုလိုတာ။နော်။အဲ့ဒါသဘောပေါက်မှာသဘောမပေါက်ရင်တော့အာစပါလဲစားရပဲဆန်လဲစားရပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားလိမ့်မယ်။အာဟာရမဖြစ်လည်းပဲစားမှာပဲ။အဲ့တော့စပါရီဆန်နေသွားစားမိရင်ဘယ်လိုသွားစားအကြည်ရောမလဲတဲ့။စားကြည့်မှာမဟုတ်တော့ဒုက္ခတွေရောက်ကုန်တော့မှာ။ဒုက္ခတွေရောက်ကုန်တော့မှာအတိုင်းနဲ့ဒုက္ခရောက် နော်အဲလက်ချောင်းကြီးလက်ဒုက္ခရောက်အကုန်လုံးပါဇက်တွေလက်ဒုက္ခရောက်ကုန်တော့မှာစဘာကစားစရာမဟုတ်လားဟုတ်တယ်စဘာကတော့စားစရာတွေပါတာစဘာခွဲလိုက်တဲ့ဆန်လည်းစားစရာပဲသို့တော့ပေကျင်းကြမှာစားမလဲချက်လို့ကြက်တော့မှာအဟာရဖြစ်တော့မှာသာဘိုက်ကိုဆွဲထည့်လိုက်ကြပါဒီတိုင်းပဲလူတယောက်ကကိုယ့်အတွက်ကောင်းကျိုးပေးနိုင်တော့မှာသာ ိုးတယ်ဆွဲထည့်လိုက်ပါလို့ဒီလိုဆိုလိုတာလူတွေကတော့လူတွေကြီးပဲဘုံကြီးနေရလဲဘုံကြီးနေကြီးပဲဒီလားရှင်နေရလဲဒီလားရှင်နေကြီးပဲကလေးလူကြီးအများကြီးအကုန်လုံးဒေဆိုင်တွေမှာလည်းပဲရောင်းထားတဲ့ပစ္စည်းတွေရတယ်ပစ္စည်းတွေအများကြီးတော့၃000တွေအများကြီးပုဂ္ဂိုလ်တ attva တွေလည်းအများကြီးအဲဒီတော့ကိုယ့်အတွက်အာဟာရဖြစ်မှသာကိုယ့်အတွက်သုံးဝင်မှသာကိုယ့်အတွက်ဆွဲထည့်ပါဒီလိုဆိုလိုတာ နော်ဒါသဘောတရားကြီးရာကြီးပြောပြတာဟုတ်ပြီငါတွေ့သမ ्या ကုံဆွဲထဲမှာပေါ့ဆိုတဲ့လေသဘာလဲစားရတာပါပဲဆံလဲစားရတာပါပဲသို့တော်အာဟာရတော့ဖြစ်မှာမဟုတ်ဘူးအစာချေမှာလည်းမဟုတ်ဘူးအန္တရာယ်ဖြစ်နိုင်ပါတယ်တဲ့အန္တရာယ်ဖြစ်နိုင်ပါတယ်နော်ဒါပေမဲ့အဲ့ဒီအဲ့ဒီလိုခုပြောတဲ့သဘောတရားမျိုးမသိရင်မလုပ်တည်းလေအာကုံဆွဲထဲတာဘုရားတွေ့လဲဆွဲထဲလိုက်တာပဲနော်ဘုဖုံးကြီးတွေ့လဲဆွဲထဲလိုက်တာပဲ အဲဟိုအရေးတွေဆိုတဲ့အိမန္တမောက်ဒါအန္တရာယ်ကြီးရှိပါတယ်နော်အစာမကြေဘူးပေါ့အကိုလိုကုလူနဲ့တောင်းမကြိုးအာဟာရမဖြစ်ဘူးနော်အာဟာရမဖြစ်ဘူးအဲ့ဒါလေသတိထားမှာတဲ့အကောင်းနေနဲ့တပြောင်းနေဆိုတာအဲ့ဒီတော့မှကောင်းတာကိုယ့်ဟာကိုယ်ကောင်းနေုံနဲ့လည်းမကောင်းနေဘူးဆက်ဆက်တဲ့ဟာလည်းပဲဆက်ဆက်တဲ့အရာတွေကလည်းပဲ ကောင်းတဲ့အဆင့်ရောက်သွားတော့မှကောင်းတဲ့အဆင့်ရောက်တော့မှဒါအဲ့ဒါအကောင်းနေတဲ့တစ်ယောက်နဲ့ဖြစ်တာတဲ့။ကောင်းနေတဲ့တစ်ယောက်နဲ့ဖြစ်တာ။နော်တွဲဖက်တွဲဖက်တွေကပါလိအတွဲဖက်တွေကပါလိ။အကောင်းနေတဲ့တစ်ယောက်နဲ့ပြောပြီးမယ်။ကောင်းဆုံးငြိမ်ငြိမ် ်ငယ်ကြီးဟုတ်ဘိုင်းနဲ့ okay thank you ရသွားတယ်အဲ့တော့ဒီလိုအကောင်းဉာဏ်နဲ့တစ်ယောက်နဲ့ဆိုတဲ့ကိစ္စနော်ကိုကတော့ကောင်းတော့ဟုတ်ပြီကိုကကိုဘက်ကကောင်းပြပါတယ်ဒါပေမဲ့တစ်ဖက်လည်းပဲကောင်းတာလေးတွေဆွဲယူနိုင်မှာနော်မကောင်းတာတွေကတော့သွားမယူမိကြစေနဲ့ခုခုပြောတဲ့ဥပမာလေးနဲ့ဆိုသဘောပေါက်ပါလိမ့်မယ်နော်အရာအလုံးကကိုယ်အတွက်ဒီ အာဟာရမဖြစ်စေပါဘူးနော်တရားဓမ္မတွေပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တတ္တဝါတွေပဲဖြစ်ဖြစ်ပြည်စီဥစ္စာတွေပဲဖြစ်ဖြစ်အာဟာရကဖြစ်စေနိုင်တာမဟုတ်သေးပါဘူးတဲ့သုံးတော့သုံးစရာတည်းမှာတော့ပါမယ်နော်ဟိုစားလို့ရလောက်တဲ့အချိန်မျိုးတည်းမှာတော့ပါတယ်သို့တော့အဲစားစရာတည်းမှာတော့ပါတယ်သို့တော့စားစားလို့ရလောက်တဲ့အချိန်မျိုးမဟုတ်သေးဘူးဒီလိုဆိုလိုတာ ဆန်ဒီစွားတွေကစားစရာတွေတော့ပါတယ်စားလို့ရလောက်တဲ့အခြေအနေမျိုးမဟုတ်သေးဘူးလူတွေကလည်းဒီတိုင်းပဲလူတွေကိုကြည့်ပါဘုန်းကြီးတွေကိုကြည့်ပါဒီလားရှင်တွေကြည့်ပါကလေးလူကြီးအကုန်လုံးကတော့အကောင်းနေကြီးပါပဲနော်အကောင်းနေကြီးပါပဲသို့တော့သူ့ဘာသာလူကောင်းနေတာကိုယ့်အတွက်ကောင်းနိုင်သလားဆိုတာလေးတစ်ချက်အဲ့ဒါလိုပါတယ်ဟမ် ကိုယ်အတွက်အာဟာရဖြစ်နိုင်သလားအာဟာရဖြစ်နိုင်သလားစိတ်ထဲကိုဆွဲထည့်လို့ရမလားရုပ်တဘောအဖြစ်အတုံးဝင်သလားအာဆိုတာဒီအာဟာရအာဟာရဆိုတဲ့သဘောတရားလေးနဲ့ပဲကြည့်လိုက်ပါအာဟာရဖြစ်စေနိုင်သလားသမင်းကအာဟာရဖြစ်စေနိုင်လောက်တဲ့ဟာမျိုးပဲစားရတာလေအစာကအာဟာရဖြစ်စေနိုင်လောက်တဲ့ဟာမျိုးပဲစားရတာဇနီးတူသာပဲလူပါပေါင်းမယ်ဆိုရင်လည်းပဲအကောင်းကိုသာ နော်အကောင်းကြီးနဲ့တစ်ဖြောင်းနဲ့သွားဖို့အကောင်းကိုရွေးချယ်တဲ့နေရာမှာ အကောင်းဆိုတာကိုရွေးချယ်တဲ့နေရာမှာအဲ့ဒါလည်းလိုပါတယ်ဒါဒါဒါတကယ်လိုအပ်ပါတယ်အဲဒီတော့မှတကယ်ကောင်းပါဘူးခုနပြောခဲ့သလိုအာဟာရမဖြစ်သေးဘူးအကျိုးတရားမဖြစ်စေတဲ့ဟာကိုသွားဆွဲထည့်မိရင်တော့အကောင်းကြီးနဲ့တစ်ဖြောင်းနဲ့သွားနိုင်ဖို့ကမဖြစ်တော့ဘူးကောင်းမမကောင်းပဲ ਉਹ နော်ကောင်းနိုင်မှာမဟုတ်ပဲအဲ့ဒါလေးရေးကြည့်ပါတယ်အဲ့တော့ အဲတရားသဘောကကိုယ်စားစရာခြေခြေပြန်ပြန်ဖြန့်ကျက်ပြီးကြည့်ရအများကြီးကြည့်လို့ရတယ်အများကြီးကြည့်လို့ရတယ်နော်အများကြီးကြည့်လို့ရတယ်အဲ့ဒါလေးလည်းပဲဦးဇင်းတို့အစာလေးတွေပေးပါတယ်အစာလေးတွေပေးတဲ့အခါမှာဒီအစာလေးတွေယူပြီးတော့ကိုယ်ဘာသာကိုဖြန့်ကျက်ကြည့်ပါကိုယ်စီမှာစွမ်းအားတွေရှိပါတယ်ရေးမြစ်တွေတကယ်တတ်နိုင်ကြတယ်မထုတ်ကြတာနော်မထုတ်ကြတာတကယ်တကယ်မသိတာပါ မတည်တဲ့အတွက်ကြောင့်ဒီစွမ်းအားတွေကိုမထုတ်နိုင်ကြဘူးမတတ်နိုင်ဘူးဆိုတဲ့အဖြစ်နေတာမင်္ဂလာအဲမေတ္တာတရားမှာတက်ကောတတ်နိုင်တယ်ဆိုတဲ့စကားလုံးကြီးရှိတယ်အဲဒီကြောင့်လေရှေးပိုင်းမှာပြောပြဘူးတဲ့စည်စည်ချာချာဖိုးကပ်မဖြစ်ကြလို့လားနော်စူးစိုက်မှုမဖြစ်ကြလို့လားတချို့လူတွေကပြောလိုက်ရင်ကိစ္စလေးဟိုတလောက်တော့တတ်နိုင်တာပေါ့